โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ UCN နေရှိပါတယ်ကျွန်တော်ဒီနေ့ UCN နေကိုသုံးသက်ချက်ပေါ့နော်မယုတ်သုံးသက်ချက် review လေးလုပ်ပြီးတော့ပါမယ်ဘယ်ပွဲတွေလုပ်ပြီးမလဲဆိုရင်ကျွန်တော်ဘာစီလိုနာရဲ့မိုနာကိုရဲ့အီဒီကိုရဲ့ပေါ့နော်ဒီသုံးပွဲကိုကျွန်တော်အနေနဲ့ preview သုံးသက်ချက်လေးလုပ်ပြီးသွားမယ်အဲ့တော့ဒီသုံးပွဲလုံးကကျွန်တော်အကြိုက်ရွေးချယ်မှုပါအမှန်ကန်ရွေးချယ်ထားတာဖြစ်ပါတယ်ကျွန်တော်အကြိုက်ဆုံးတွေကိုရွေးထုတ်ထားတာဖြစ်ပါတယ်ဒီနေ့ညမှာ ျွန်တော်မိုနာကိုပွဲလေးကိုအရင်စပြောပါမယ်မိုနာကိုကတော့ဗောနော်ကျွန်တော်တို့အခုလက်ရှိဒီတီဗီမှာကြည့်လို့ရပါတယ်ဒါကလူတိုင်းကြည့်လို့ရတဲ့အဆင့်နေဒါတွေကတော့ကျွန်တော်မပြောတော့ဘူးဒါပေမဲ့တခုပြောချင်တာဗာလဲဆိုတော့လက်ရှိဒီမိုနာကို6မှတ်ဂလာတာဆိုရေး6မှတ်ဗောနော်မိုနာကိုကအမှတ်ပိုလိုပါတယ်သူ့မှာအောက်ကဒီ6မှတ်4မှတ်နဲ့လိုက်ပြီးဖီးယားပေးနေတဲ့အသင်းတွေအများကြီးရှိတယ်ဗောနော်အဲ့တော့ခါကြောင့်မိုနာကိုကဖီးယားပိုရှိတယ်နောက်ပြီးတော့ဒီနေ့ပွဲကမိုနာကိုကသူ့ရဲ့အင်ကွန်းမှာကန်ရမှာဗောနော် ဲ့တော့ခါကျတော့မွန်နာကိုအနေနဲ့ကျွန်တော်တို့အိမ်ခွင်းမှာစပားကိုတည်ရမန်စီးတီးကိုတည်ရဒီစားထောင်ကြီးကတော်တော်လေးထင်ကြီးရကောင်းတယ်ဗျအစပားတို့မန်စီးမန်စီးတီးကိုတည်ကစားနိုင်တာကတော်တော်လေးထင်ကြီးရကောင်းတယ်အဲ့တော့ခါကျတော့စပားကိုတည်ကစားနိုင်တဲ့အတိုင်းတာပေါ့နော် စပားကိုတည်ကစားနိုင်တဲ့အတိုင်းတာတော့လေ तू ကကျွန်တော်တို့အနှိမ်ဘက်ကကစားခဲ့ရတာမဟုတ်ဘူးနော်အသားဘက်ကနေကစားခဲ့ရတာအဲ့တော့ခါကျတော့မွန်နာကိုရဲ့အိမ်ခွင်းခြေကကျွန်တော်မိခွင်းထုတ်စီရတော့မရှိပါဘူးဆိုတော့ဒါသာရီပေါ့နော် ဂလာဒါဆရီကတော့ကျွန်တော်တို့ဒီလိမှာသူကကိုမတ်ဥဆောင်ထားတဲ့အသင်းဒါပေမဲ့အဝေးခွင်ပေါ့နော်ကျွန်တော်တို့အင်းအေဂျက်အေဂျက်ကိုတော့ Z3 နဲ့နိုင်တယ်လဘာဘူးကိုတော့အင်ခွင်မှာ 1Z နဲ့နိုင်တယ်ဒါပေမဲ့တစ်ချက်ပေါ့နော်အေဂျက်ဂလာဒါဆရီမှာတစ်ချက်ရှိတာဗာလဲဆိုတော့ front back ကိုပေါ့နော်ကျွန်တော်တို့ဒီအဖွင့်ဝဲမှာဖိုင်ဝမ်းနဲ့ရှုံထားတယ်အဲ့တော့ front back ကိုရှုံထားတဲ့အတိုင်းဒါက 음အေဂျက်ကိုနိုင်နေဆိုတာကလည်းအေဂျက်ကအခုလက်ရှိဒီရက်တိမှုပေါ့နော်ရက်တိမှုကကျွန်တော်တို့အေဂျက်ကဟိုအောက်ဆုံးမှာအောက်ဆုံးကတင်တမတ်မှတ်ကိုမရသေးရတဲ့ဒီလိုအတင်းအောင်နိုင်လာဆိုတော့အဲ့လောက်ကြီးတော့ကျွန်တော်တို့ဘယ်လိုပြောရမလဲအထင်ကြီးကြတော့မရှိဘူးပေါ့ဗျာအဲဖရမ်ဘက်လို့အတင်းအောင်ဖိုင်ဝမ်းရှုံးနေဆိုတော့ဖရမ်ဘက်နဲ့မိုနာကိုနဲ့ကျွန်တော်တို့လိုက်ပြီးတော့ကွန်ဘဲလုံမယ်ပေါ့နော်ဖရမ်ဘက်နဲ့မိုနာကိုကွန်ဘဲလုံမယ်ဟုတ်ပြီမိုနာကိုကကျွန်တော်တို့မသီးနဲ့တွေ့တွေ့ခဲ့တယ်ပေါ့နော်ဖရမ်ဘက်ကတော့ကျွန်တော်တို့မသီးနဲ့မတွေ့ခဲ့ပြီမဲ့လီဗာပူးနဲ့တော့တွေ့ခဲ့တယ် လီဗာပူးကိုတော့ဖရမ်ဘက်ကအင်ငွဲရနေပေါ့နော်ဝမ်ဖိုင်နဲ့တောင်ရှုံးနေဗျဖရမ်ဘက်ရဲ့ခြေရလေလီဗာပူးကိုဝမ်ဖိုင်နဲ့ရှုံးနေအဲ့တော့လီဗာပူးကဝမ်ဒီပေးတယ်မိုနာကိုကမန်စီးတီးကိုသေကစားနိုင်တယ်တရှုံးပေးတယ်အဲ့တော့မိုနာကိုမန်စီးနဲ့လီဗာပူးကအခုလက်ရှိပြားတရားကွာတယ်ဆိုတော့ဒီနှစ်သင်းကဖရမ်ဘက်နဲ့မိုနာကိုနဲ့ကကြီးတန်းကျွန်တော်တို့သွားတူတယ်ဆိုတော့တွေ့ရတယ်အဲ့တော့ခါကြတော့อืมပြောချင်တာပေါ့နော်ပြောချင်တာက ကြီးတန်းတူတယ်ဆိုတော့ front back တောင်မှဒီ level 80 80လောက်ပဲဒီလိုပဲပြီးခဲ့တာပါနော်အဲ level 50 60ဒီလောက်လောက်ပဲပြီးခဲ့တာပါနောက်ပိုင်းမှာတက်လာတာပေါ့နော်မော်နာကိုလည်းဒီပုံစံပဲဆိုတော့ကျွန်တော်ကတော့อืมအဲ့တော့ကတော့ front back ကတော့ဒီ Gladiator Sarri ရဲ့ OG နှလုံးပါတာပေါ့နော် Taiwan နဲ့နိုင်သွားတယ်ဆိုတော့ OG နှလုံးမပါဘဲနဲ့ကျွန်တော်တို့မော်နာကိုအနေနဲ့ဒီနေ့2-1လောက်နဲ့နိုင်မယ်ဆိုလည်းနိုင်လို့ရပါတယ်3-1ဖြစ်မလား2-1ပဲပြီးသွားမလားပေါ့နော် ဒီချက်တော့ကျွန်တော်စောင့်ကြည့်ရမယ်ဆိုတော့ကျွန်တော်ဂိုးပေါင်းကိုမစင်စားတော့ဘူးအနိုင်ပေးကြတဲ့ဘော်ဒီကိုပဲရွေးချယ်ပေးကြမှာလေဆိုတော့နောက်ထပ်တစ်ပွဲဘာစီလိုနာဘာစီလိုနာကိုမပြောခင်ကျွန်တော်ပထမဦးဆုံး AD ကိုပေါ့နော် AD ကိုအရင်ပြောကြမှာလေ AD AD ကိုအနေနဲ့ကျွန်တော်တို့ဒီနေ့အဝေးခွင်းပေါ့နော်အရှိမအင်တာကို AD ကိုကမထင်မှတ်ဖက်နဲ့နိုင်ခဲ့တယ်မထင်မှတ်ဖက်နဲ့ဆိုတာကဒီနောက်ဆုံးပြီးကနေလေးမှာပေါ့နော် ီကနေ့လေးမှာအင်တာကိုနိုင်ခဲ့တယ်အင်ကိုကနေပြီးတော့အဲ့တော့ကဘလောက်ဖွင့်ခဲ့လဲဆိုရင် level 25ပြားရှုံပေါ့နော် AD ကိုကဖွင့်ခဲ့တယ်အဲတည်ရင်လည်းပဲပြီးရမယ်ဟာကို90 plus မှာဆိုတော့ဘယ်လိုပဲနေနေပါ AD ကိုနဲ့အင်တာနဲ့ဆိုရင် AD ကိုကဒီဖွင့်လင့်မှုကြီးပေါ့နော်ဖွင့်လင့်မှုက debt 25ပြားပဲပြီးတဲ့အနေထားမှာဆိုရင်အင်တာက AD ကိုထက်ရတရာကတော့အနေဆုံးမြင့်နဲ့အသင့်လို့ကျွန်တော်တို့ပြောလို့ရတယ်ဆိုတော့ဒီနေ့ PFV ပေါ့နော် PFV ရဲ့ DR ဒီကျွန်တော်တို့ အဲတွေ့ဆုံမှုကိုတွားကြည့်လိုက်တဲ့အချိန်မှာ PSV ကကျွန်တော်တို့နပိုလီနဲ့တွေ့ထားတယ်ဒီမှာကျွန်တော်နပိုလီနဲ့တွေ့တာကိုပဲကျွန်တော်ခုနအီတီကိုကအင်တာနဲ့တွေ့ထားတယ်ပေါ့နော်နပိုလီနဲ့အင်တာနဲ့တွေ့တော့ကအင်တာကအဝေးကွင်းရနေပြီးတော့ level 40လားမသိဘူးရှုံးလားမသိဘူးပေးတာပေါ့နော်အဲ့တောင်မှကြေးရမှာအောင်ဘူးဆိုလိုချင်တာကအင်အီတီကိုကတော့အင်တာကိုအင်း level 30ရှုံးပြန်ပေးခဲ့တယ်ပြန်ပေးခဲ့ပြီးတော့ ီလီကိုအောင်သွားတယ်ကက်အောင်သွားတယ်ပေါ့နော်ဒါပေမဲ့နာပိုလီကကြတော့အင်တာကနေပြီးတော့ကြည့်ပေးတာ level 40ရှုံးလားမသိဘူးအဲနာပိုလီကအောင်သွားတယ်ပေါ့နော်အဲ့တော့ခါကျတော့ပြောချင်တာကဒီကြည့်ပေးတဲ့အနေထားကြည့်ရုံနဲ့တင်ကို ကျွန်တော်တို့ဒီအီဒီကိုကပေါ့နော်နာပိုလီထက်ကြီးတန်းမြင့်တဲ့အသင်းလို့ကျွန်တော်တို့ပြောလို့ရတယ်ဆိုတော့อืมနာပိုလီတောင်မှ BF ရောပေါ့နော် level 30ရှုံးပြီးခဲ့တယ်ကိုပေါင်းသေး၃လုံး 30ဆာလာ30 30ဆာလာမသိဘူးပေါ့နော်ဒီလောက်ပဲပြီးခဲ့တယ်အဲ့တော့ကတော့ကျွန်တော်တို့ထားပါနာပိုလီက86နဲ့မှာหนีသွားလို့မို့လို့ကျွန်တော်တို့အနေနဲ့ဒီ PSV ရလဲပေါ့နော် OG တလုံးနဲ့မို့လို့အဲ့တော့ဘယ်လိုပဲနေနေအဲ့ချိန်မှာ2-1နဲ့ပေါ့နော် PSV ကနိုင်နေပြီဆိုတော့ဒီနေ့ ADCO ရဲ့ဖွင့်လှစ်မှုကမဖြစ်တဲ့မှာဘာဖြစ်လို့လဲဆိုတော့ခုနကျွန်တော်ပြောတဲ့အတိုင်းပဲခြေရန်မြင့်တဲ့ဒီ ADCO ကနာပိုလီပြီးတဲ့ခြေအတိုင်းပဲပြန်ပြီးလာတယ်ဆိုတော့ ဒီနေ့မှာလည်းပကီရီက PFV ကိုအနိုင်မဲ့ကျွန်တော်မှန်းထားတယ်လို့ကျွန်တော်မြင်တယ်။နောက်ပြီးတော့ PFV အနေနဲ့အရှိမပေါ့နော်လီဗာပူးလိုအသင်းကိုအနိုင်ကစားထားနိုင်ခဲ့တဲ့အတိုင်းဒါကြောင့်ဝေးခွင့်မှာပေါ့နော်။ဆိုတော့ PFV ကိုကျွန်တော် short တွက်လို့မရဘူး။ခြေရောစိတ်တပိုင်းရော PFV ကအဲတက်လာနေတဲ့အသင်းလို့ပြောလို့ရတယ်။ AD ကိုကတော့ကျွန်တော်တို့ဒီမှာဘာပြောစရာရှိလဲဆိုရင်လီဗာပူးနဲ့တွေ့ တွေ့ဆုံထားတယ်ပထမဆုံးပွဲပေါ့နော်လီဗာပူးကို3-2နဲ့ရှုံးထားတယ်အဲတော့ကလီဗာပူးနဲ့ဒီခုနေ့ကဒီ PSV နဲ့တွေ့သွားတယ်လီဗာပူးကအတူတူပါပဲကျွန်တော်ဘာမှမထူးကြပါဘူးဒီနည်းပြဒီစုဖွဲ့ပါပဲဆိုလိုချင်တာကလီဗာပူးကအဲတော့ကနဲ့ဆိုင်ရင်တော့ပုံစံပျောက်သွားတယ်ပေါ့နော်ပုံစံကျနေတဲ့အတိုင်းအတာမျိုးရှိတယ်အဲတော့ကလီဗာပူးက1 plus 30ပြီးတယ်လီဗာပူး1 plus 30ပြီးတယ်ဆိုတာ AD ကိုအိမ်ခွင့်မှာပေါ့နော်ဆိုတော့ PSV နဲ့တွေ့တော့ကလီဗာပူးကဘယ်လောက်ပြီးလဲဆိုတော့2 plus 30 1 plus 30 2 plus 30ဆိုတော့ဂျားထဲမှာ1 D กว่าပါတယ်1 D กว่าတော့ဒီနေ့အဝေးခွင့်မို့လို့ AD ကိုကကျွန်တော်တို့ ကြားတရရှော့ပြီးပေးတယ်ထားပါအောင်နော်ကျွန်တော်တို့ level ရှုံတော့အနေနဲ့မလို့နေနေပေးရမှာအခုလက်ရှိ level 30ရှုံဆိုတာကျွန်တော်မကြိုက်ဘူးအဲကြောင့်မို့ကျွန်တော် PSV ကိုရွေးချယ်ပေးပါတယ်ဘာစီလိုနာ okay ဘာစီလိုနာရဲ့ရွေးချယ်မှုပေါ့နော်ဘာစီလိုနာပွဲကိုပြောရမယ်ဆိုရင်ဒီအခုလက်ရှိဘာစီလိုနာကကျွန်တော်တို့လူဆုံးလာပြီလူဆုံးလာတဲ့ဘာစီလိုနာကဒီနေ့မှာသူ့ရဲ့အဓိကရက်တီမှုပေါ့နော်ရက်တီမှုသူကဒီ one way က qualifying ကို next stage ပေါ့နော် next stage ကိုတော့တိုက်ရိုက်ရမယ်ဒါပေမဲ့ခုနှစ်မှတ်နဲ့ပဲ၅ဘက်ကစားပြီးရရှင်မှာခုနှစ်မှတ်ပေါ့နော်အဲ့တော့ဒီ1 2 8ကိုဝင်ဖို့ဆိုရင်1 2 8ကကောင်းနေရတော့10မှတ်ပေါ့နော်3မှတ်กว่าတယ်အဲ3မှတ်กว่าတယ်ဆိုတော့ဘာစီလိုနာဒီလိုပွဲမျိုးကတေချာပေါ့ဟိုနိုင်ကိုနိုင်အောင်ကစားရမယ်ပွဲမျိုးလို့ကျွန်တော်တို့ပြောလို့ရတယ်နောက်ပြီးတော့ခါကြတော့လက်ကြံပွဲတွေပေါ့နော်လက်ကြံပွဲတွေကိုကြည့်မယ်ဆိုရင်ဘာစီလိုနာကဘာရီနဲ့တွေ့ရအောင်မလဲဆိုရင်အခုက front back နဲ့တွေ့မယ် front back နဲ့တွေ့ပြီးရင်ဘာစီလိုနာအနေနဲ့ ီချန်ပီယံလိမှာပေါ့နော်အာဆလာဗီးယားပရက်တွေ့မယ်ပြီးတော့ရင်ကျွန်တော်တို့ကိုပင်ဟေဂန်တွေ့မယ်အဲ့တော့ဒီနှစ်သင်းကတော့ဘာစီလိုနာကကျန်တဲ့အသင်းတွေလည်းအကုန်နိုင်တယ်ဒီအသင်းကိုလည်းနိုင်တယ်ဆိုတော့သူကတော့ရမက်ကိုမဲ့စူဆောင်းနိုင်တယ်ထားပါအောင် ကျန်တဲ့ကျွန်တော်တို့ချဲစီတော့မွင်ရီရဲဟုတ်ပြီဒီကောင်တွေကတော့ဟိုရမက်မရရအောင်စုမယ်မက်ဆီရီကလည်းစုမယ်အဲ့တော့ခါကျတော့ဘာစီလိုနာကလုံးဝကိုကျွန်တော်တို့ တသင်းသင်းကချော်သွားရင်ပေါ့နော်ဂိုးကွာဟာချက်နဲ့ပဲဘာစီလိုနာအခွင့်အရေးရှိမယ်တက်ရမယ်အဲ့တော့ဒီနေ့အိမ်ခွင်းလည်းဖြစ်တယ်လူလည်းပြန်ဆောင်လာပြီကျွန်တော်ဘာစီလိုနာရဲ့ဖွင့်လှစ်မှုပေါ့နော်ဖွင့်လှစ်မှုကိုပြောရရင်တော့ဘာစီလိုနာကနှလုံး80ရှင်ဒီဖွင့်လှစ်မှုကကျွန်တော်တို့မှန်ကန်မှုရှိတယ်လို့ပြောလို့ရတယ်ကျွန်တော်ဒီဖွင့်လှစ်မှုမှန်တယ်ဆိုတာကိုထပ်ပြီးတော့ရှင်းပြအောင်မယ်ဆိုတော့အခုဘာစီလိုနာကချယ်ဆီနဲ့တွေ့တယ်နယူးတွေ့တယ် PSG တွေ့တယ် အိုလံပီယာကိုကလပ်ဘရူဂျက်ပေါ့နော်ဖရန့်ဘက်ကတော့ကျွန်တော်တို့ဒီချန်ပီယံလိမှာလီဗာပူးတွေ့တယ် AD တွေ့တယ်ဖရန့်အဲဂါဒါဖိုင်တွေ့တယ်နာပိုလီတွေ့တယ်အက်တတ်တွေ့တယ်အဲ့တော့ဖရန့်ဘက်တွေ့ထားတဲ့အသင်းတွေထဲမှာဆိုရင်ဘာစီလိုနာတွေ့ထားတဲ့အသင်းတိုက်ရိုက်မရှိဘူးဒါမျိုးဆိုရင်ကျွန်တော်တို့ဘယ်လိုမျိုးလိုက်ရမလဲဆိုရင်ဟုတ်ပြီ AD ကိုရှိတယ်ဗျာဖရန့်ဘက်နဲ့ AD ကိုတွေ့ထားတယ် AD က5-1နဲ့တောင်ဖုတ်သွားတယ်ပေါ့နော် Edigo 51နဲ့ဖုတ်တယ်ဆိုတာလည်းလေ Edigo ကကျွန်တော်တို့ဒီချန်ပီယံလိမှာအင်ကွန်းမှာအင်တာလောင်းမှာနိုင်ငံကစားထားတဲ့အသင်းဆိုတော့ Edigo ကကျွန်တော်တို့ shot တွက်လို့မရတဲ့အသင်း အဲ့တော့ကျွန်တော်ဘယ်လိုပဲနေနေပါအခုလက်ရှိလူဆုံလာတဲ့ဘာစီလိုနာကအီဒီကိုရဲ့အဆင့်ထက်တော့ဘယ်လိုပဲနေနေအဲတိုက်ဆက်ဆန်းရပါတော့တိုက်ဆက်ဆန်းကကိုသွန်းဆန်းကဘယ်လိုပဲနေနေမြင့်ပါတယ်ဆိုတော့ကျွန်တော်ကတော့ဒီနေ့မှာအီဒီကိုတောင်မှာပေါ့နော်ဒီ front back ပေါ်ကိုကျွန်တော်တို့ဘလောက်ဖွင့်လင်ခဲ့လဲဆိုရင် 1D အင်ငွေကနေအင်ငွေကနေ 1D 1 black လောက်ပဲဖွင့်ခဲ့တယ်အဲ့တော့ခါကြတော့ပြောနေတာကခုနေ့ကဘာစီလိုနာကอืม ဒီ Edigo ပေါ့နော်အင်္ဂလန်ကနေ1 plus 50ပေးခဲ့တယ်အဲ့တော့ Edigo ဖွင့်ခဲ့တဲ့ဈေးရဲ့ Barcelona ဖွင့်ရမယ်အခု1 D အောင်မှထပ်ပေါင်မယ်ဗျာ1 plus 50ထပ်ပေါင်မယ်ပြားတရထပ်ပေါင်ရင်1 D ဆိုတော့တရှုံတရှုံကိုထပ်ပြီးတော့ပြား50ပေါင်မယ်2 plus 50ဟုတ်ပြီ2 plus 50 2 plus 50ပဲပေါင်းရမယ်ဒါအမှန်တယ်2 plus 50လေဆိုတော့အခုလက်ရှိဖွင့်ထားတာ2-80ဒါပို့ပြီးတော့ဖွင့်မိထားတယ်မှန်တယ်ပြောရရင်ဒီနေ့ဘာစီလိုနာကိုလူတိုင်းလိုက်ကြမယ်တကယ်တကယ်ခြေပေါ့နော ကျွန်တော်ခြေရောတော့ကြည်ရမယ်အခုလက်ရှိဘာစီလိုနာကအိုလံပီယာကိုဆင်ဝမ်းတဲ့အပြတ်အသတ်နိုင်ထားတယ်နယူးလိုအသင်းဝေးခွဲနေနိုင်ထားတယ်ကလပ်ဘရူဂျက်ကိုပေါ့နော်ကလပ်ဘရူဂျက်ကိုဘာဖြစ်လို့ဒီတရေပဲကျသွားတာလဲပေါ့နော်ကလပ်ဘရူဂျက်ကိုအသင်းကိုအဲတော့ကတော့ကျွန်တော်တို့တစ်ချက်ပြောရရှိတယ်အဲရက်စဖို့ပဲပါတယ်ပေါ့နော်လူဝမ်ဒော့စကီလည်းအရန်ထဲမှာပဲထည့်ထားတယ်အာအဓိကဘာစီလိုနာရဲ့ဒီညာတောင်ပံပေါ့နော်ညာတောင်ပံကကျွန်တော်ရာဖီညာကအသက်သွေးကျော်လို့ပြောလို့ရတယ် ဆိုတော့ဒီနေ့မှာတော့ Rafinha ပြန်ပါလာပြီ New ကို1-2နဲ့နိုင်တော့ငါဆိုရင်ကျွန်တော်တို့အဲ့တော့က Lewandowski လားရမယ်လားမသိဘူးတယောက်မပါဘူးပေါ့နော် Rashford နဲ့ Rafinha နဲ့ပဲသူတို့ဒီလိုနဲ့နိုင်သွားတာဆိုတော့ Chelsea ကိုရှုံးခဲ့တဲ့ပွဲ Chelsea ကို3-0နဲ့ရှုံးတော့တော့ Chelsea ကိုရှုံးတော့ကကျွန်တော်တို့ရမယ်ပါတယ် Rafinha မပါဘူးပေါ့နော် Rafinha ကနည်းနည်းလေးကျွန်တော်တို့ပို့ပြီးတော့အရေးပါတယ်လို့ပြောလို့ရတယ်အဲရမယ်ကမကောင်းမဟုတ်ကောင်းပါတယ်ဒါပေမဲ့ Rafinha ပါမှပဲပို့ပြီးတော့ဒီရမယ်ကလည်း ပို့ပြီးတော့လောအားလုံးကောင်းတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ဒီနေ့မှာ Rafinha လည်းပြန်ပါလာနိုင်ပြီ Barcelona မှာပေါ့နော်အဲ Pedri လည်းပြန်ပါလာမယ်ဒါပေမဲ့ Gavi တော့မပါသေးဘူးဘယ်လိုပဲနေနေ Barcelona မှာကကျွန်တော်တို့သူ့ရဲ့အာ line up တစ်ခုပေါ့နော် line up တစ်ခုကိုရသွားပြီဆိုတော့တစ်ဖက်ကကျွန်တော်တို့ front back ပေါ့နော် front back ရဲ့ဒီစွမ်းဆောင်ရည်ကကျွန်တော်တို့ Napoli ကိုစီးစီးကစားထားနိုင်ခဲ့တယ် Napoli နဲ့ Barcelona နဲ့ဆိုတာတိုက်စစ်ကဘာမှမဆိုင်ဘူးကျွန်တော်တို့သွားပြီးတော့ ရှင်းလို့မရဘူးလီဗာပူးလီဗာပူးလိုပုံစံပြက်နေတဲ့အသင်းကိုဖရန်ဘက်ကကျွန်တော်တို့1ဖိုက်နဲ့ရှုံးတယ်ဆိုတော့မနေ့ပြောရရင်ဒီနေ့အခုလက်ရှိဘာစီလိုနာဖောင်ကလီဗာပူးဖောင်ထက်တာပါတယ်လိုပဲနေနေဘာစီလိုနာအနည်းဆုံးလေးလုံးကတော့ပြက်မယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်အနေနဲ့ဘာစီလိုနာကိုပဲရွေးချက်ပေးကြပါမယ်အဲ့တော့ကျွန်တော်ဒီနေ့ရွေးချက်ပေးတဲ့ပွဲကြီးကဘာစီလိုနာ PFV မိုနာကိုအဲ့တော့နောက်ထပ်ဂိုးပေါင်းပေါ့နော်ဂိုးပေါင်းနှစ်ကွက ဘူဝနကွက်ကိုကျွန်တော်အနီးကပ်မှာပဲ channel မှာရွေးပေးမှာပါ comment မှာ channel link ရှိပါတယ်အားလုံးပဲကျွန်တော်တို့အဆင်ပြေကြပါစေနောက်မှပြန်တွေ့ကြမှာဗျ